ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အိမ်တကိုကြီးကန်းလေးများမိရွှေစားကလေးမလေးကရပောင်းများစွာအပင်ပန်းခံကြိုးစားပြီးရောစောင်းရသည့်အတွက်အိမ်လေးတစ်လုံးကိုဆောက်လုပ်ခဲ့ပါရဲ့။နောက်ဆုံးတော့အိမ်လေးတိမ်တော့ဆောက်လုပ်ပြီးသွားခဲ့ပြီး အမေတမီးတို့ရဲ့အရာတတော်လုံးနဲ့မှအရင်ဆုံးပြီးသွားတာအခုတော့အမေဘယ်ဥမှမသွားနဲ့ရော့ဒီနေ့တနေ့လုံးတမီးတို့နဲ့အတူအချိန်ဖြုန်းပေးပါနော်တမီးရဲ့အမေရဲ့အလုပ်ကဘယ်တော့မှပြီးမှာမဟုတ်ပါဘူးအမေရဲ့ကလေးတွေရဲ့လွတ်အင်ကိုဖြည့်ဆည်းဖို့အတွက်တပွအလုံးရှုံးကန်နေရတာထားလိုက်ပါတော့တမီးနားလေဒီမှာမဟုတ်ပါဘူးတမီးမှာကလေးတွေရှိလာခါကြမှာနားလေလာလိမ့်မယ်မိရွှေစားကလေးမလေးကသူ့ရဲ့တမီးကိုဖြောင်းပြပြီးတော့အေးရနေအပြင်ထွက်သွားလိုက်ပါရယ် အဲဒီနောက်မှာတော့လူစီခုံမလေးစီကိုသွားလိုက်ပါအောင်ရင်အမလူစီသွားကြရအောင်နိုင်ဝက်ကိုမိနီနဲ့စကားပြောပြီးကုံသွားခဲ့ပြီးအခုမြန်မြန်လေးသွားကြရအောင်မဟုတ်ရင်အစာရှာပြီးတော့ပြန်လာရခါကျရင်ညမိုးရှုပ်သွားလိမ့်မယ်မိရွှေဒီနေ့ ပူရာပါတော့သွားကြမယ်မိထူကပြောတယ်အဲ့တော့မှကျိုးစားကြရရင်အများကြီးရှိရဲ့တဲ့အဲ့လိုပြောပြီးတော့လူစီခုံမလေးနဲ့မိရွှေစားကလေးမတို့က မိရွှေစာကလေးမတို့ကအစာရှာထွက်ဖို့အတွက်သွားလိုက်ကြပါအောင်ရင်အေးအေးထတော့နေမင်းကြီးကခေါင်းပေါ်ရောက်နေပြီမင်းကတော့ဟောက်ပြီးအိတ်နေရောတယ်ဒီကောင်ကတော့ငါ့အလွတ်မပေးနိုင်လားမသိနှိုးပြီးတော့လာဒုက္ခပေးနေရင်တခုခုပြောလိုက်ကြလားအေးကိုအောင်ရဲ့ကျမောက်နှိုးပြီးတော့ရှေ့ပါရလို့လဲအေးအေးရဲ့မင်းမုံဒီချိန်ကြီးအိတ်ရနှိုးတော့ဒီလိုပြောရင်တော့ဝကြံတဲ့ကျင်းငက်တွေအလုံးကအစာရှာထွက်ဖို့တော့တောင်းကုန်ကြပြီ မေကတော့အိဖို့အကြောင်းမပြောနေရော်လေမမြန်လေးသွားကြရအောင်အဲ့နောက်မှာတော့အောင်နဲ့အေတို့ကအစာရှာထွက်ကြပါအောင်တယ်မိရွှေစာကလေးမလေးနဲ့လူစီခုံမလေးတို့ကအချိန်ကြာကြာပြန်တန်းပြီးရဲ့နောက်မှာတော့ဘူရာဘားတော့ရောက်လာပါအောင်တယ်အဲ့နောက်မှာတော့သူတို့ကစိုက်ခင်းကိုတွေ့သွားကြပါအောင်တယ်ဟိုမှာပဲစိုက်ခင်းကမမြန်လေးစားကြယူလိုက်ကြရအောင်အမလူစီမိတို့ကအမကိုအမှန်တိုင်းပြောတာပဲမဟုတ်ရင်ညီမလေးတို့အခုချိန်ဆိုဘယ်ရောက်နေမှန်းသိမှာတော့မဟုတ်လောက် ပြီးတော့အစားစာလဲရှာတွေ့ပါမလားမတွေ့ဘူးလားဆိုတော့သိမှမဟုတ်ဘူးအဲ့နောက်မှာတော့သူတို့နှစ်ယောက်ကစားစရာအောင်ရှုပ်ပြီးသူတို့ရဲ့တော်ပြန်တန်းသွားလိုက်ကြပါအောင်တယ်အိမ်ကိုပြန်လာတဲ့အခါပါညနေရောက်သွားတော့တာပေါ့အေးအေးမင်းနောက်နေလဲနောက်ကြမှာထောင်မိရွှေလူစီတို့နဲ့အတူသွားရင်တော့အခုလောက်ဆိုတခုမဟုတ်တခုရှာတွေ့နေလောက်ပြီအစားရှာမတွေ့ရနဲ့ကျမရဲ့အဖြစ်ဖြစ်သွားရောလားအခုအိမ်ပြန်ကြရအောင်ညလဲမိုးချုပ်တော့မယ် အဲဒီနောက်မှာတော့အေအေကြီးကန်းမလေးနဲ့အောင်အောင်ကြီးကန်းတို့ကလက်ပလာနဲ့အိမ်ကိုပြန်သွားကြပါအောင်လေ။အဲလိုနဲ့ပဲအချိန်တွေကကုန်ဆုံးသွားတော့တာပေါ့။အေအေကြီးကန်းမလေးနဲ့အောင်အောင်ကြီးကန်းတို့ကစောင်းခိုဖို့အတွက် အစားအစာတွေကိုမစုစောင်းနိုင်ခဲ့ပါဘူး။ကျန်တဲ့ကျင်းငယ်တွေကတော့စောင်းခိုဖို့အတွက် အစားအစာတွေစုစောင်းနိုင်ခဲ့ပါ යි ။အေးအေးဒါရီအားလုံးကမိရဲ့အမားတွေပဲ။အခုစောင်းတွင်တွင်လောက်ငါတို့ဘာစားကြမလဲ။အမားတွေအားလုံးကကျမကြောင့်မင်းဆိုရင်ရှင်းရရောဘာလုပ်နေလို့လဲ။ ရှင်လည်းအစာမရှူစောင်းနိုင်ဘူးလေအေးအေးမင်းနေ့တိုင်းစားနေရဲ့အစာစာငါရှာလာခဲ့ရလေမင်းရမှာဘာမှမရှာလာနိုင်ခဲ့တာဘလို့လို့ပြီးစူစောင်းပြီးတော့မှလဲအတုံးမဝင်တဲ့စကားတွေပြောမနေပါနဲ့ရောအခုစောင်းတွေဘလို့ဖြတ်တန်းရမလဲဆိုတာပဲစဉ်းစားမင်းကစားစရာပဲလိုချင်နေရလေဒီအိမ်ရဲ့အခြေအနေရောမင်းသိရဲ့လားအိမ်ကအရောက်လေဝေပေါက်တွေများတယ်အရောက်အေးတဲ့နေ့ဆိုရင်အိမ်မှာမင်းတည့်ရတောင်နေနိုင်မှာမဟုတ်ဘူးရှင်ဘာဟုတ်ပြောချင်တာလဲဘာလဲကျမတို့အခုအိမ်အစ်စ်ပါစောင်းရတော့မှလားအေး မင်းနဲ့မင်္ဂလာမဆောင်ရသေးတော့ဆိုရင်အရာအားလုံးကအဆင်ပြေချောမွေ့နေရောပဲမင်းလည်းငါ့ဘွားလည်းဝင်လာရောတခုမဟုတ်တခုပြဿနာတွေနဲ့ကြုံနေရတယ်အစားအစာနဲ့အိမ်ရှိပဲဘလို့မျိုးစောင့်ခိုရမလဲမသိတော့ကျိန်ဆဲမနေနဲ့တော့ဘာပြောရမလဲဆိုတော့စဉ်းစားဖို့လည်းပြီးပါအောင်စဉ်းစားစဉ်းစားစဉ်းစားချင်တော့စဉ်းစားစဉ်းစားလိုက်ရုံနဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူးအကြံရပြီကိုအောင်အကြံရပြီကျမတို့ရဲ့ရွာမှာ အလုတ်ကျိုးစားဆိုတာဘာတူလဲအေးမေးချက်ဆိုင်အားလုံးကအလုတ်ကျိုးစားရတဲ့သူတွေကြီးပဲ ။ဒါပေမဲ့မိရွှေစားကလေးမှာတော့အလောက်ကြိုးစားကြမယ်။ "तू ကဘယ်အလောက်မကြိုးဆွဲမလျှော်နဲ့လှုပ်တယ်။ဒါဆိုလေကောင်းပြီလေ။ကိုအားရှင်ကျမကိုအဲ့စားကလေးမှာနဲ့မိတ်ဆက်ပေးပါလား။ तू ကဘလောက်ထိအလောက်ကြိုးစားရင်ငတ်လဲဆိုတာကျမသိချင်လို့။အဲ့လိုပြောပြီးတော့မိရွှေစားကလေးမလေးရဲ့အင်ကိုရှောက်လာပါအောင်လေ။မိရွှေနေုံအေးအေးအားတွေ့ချင်လို့တဲ့အဲ့ဒါကြောင့်အင်ကိုလာခဲ့တာ။အမအေးအေးညီမလေးနဲ့ဘာလို့ကိစ္စရှိလို့လဲပြောပါအောင်။ဘာမှမရှိပါဘူးညီမလေးရဲ့ တကယ်တော့အိမ်မနေရင်ပြင်းလာနဲ့ဘသူနဲ့စကားပြောရင်ကောင်းမလဲဆိုပြီးစဉ်းစားနေရအဲ့ဒါနဲ့ညီမလေးချူရောက်လာလေညနေရောက်တဲ့အချိန်မှာတော့အိမ်ကိုပြန်သွားလိုက်ကြပါအောင်ကုအောင်ကြီးမိရွှေကအရောက်ရိုးသားတာပဲကျမတို့ရဲ့စကားနေတယ်သူ့ကိုအေးအေးဆေးဆေးဖျားယောင်းလို့ရတယ်ကျမဘလိုမျိုးအရာအားလုံးကို အစဉ်သိပြန်လုပ်သွားမလဲဆိုတော့ရှင်ကြည့်နေလိုက်ကုအောင်ကြီးဒီစာကိုယူပြီးတော့မိရွှေကိုသွားပေးလိုက်ပြီးစာဖို့တမလာဖို့လားလို့ပြောလိုက်နော် အဲ့နောက်မှာတော့အအောင်ကြီးကန်းကစာအုပ်ယူပြီးတော့ထွက်သွားလိုက်ပါအောင်ရင်မိရွှေစားကလေးမာလီယာအစာအုပ်ရတာကြောင့်အရန်ဝမ်းသာသွားပါအောင်ရင်ဘာလို့လဲဆိုအဲ့ဒီစာသူ့ရဲ့အမေအိမ်ကနေပို့လိုက်တာကြောင့်ပဲဖြစ်ပါတယ်အမေအမေအဖွာစာထဲမှာဘာရေးထားလဲကြည်ရတာအဖအိမ်ကိုလာလေဖို့ခေါ်တာထင်နေအရင်ဆုံးဖတ်ခွင့်ပေးပါအောင်အဲ့ဒါမှအဖဘာရေးထားလဲသိရမှာလေမိရွှေစားကလေးမာလီယာစာအုပ်ဖတ်ပြီးတော့တိတ်ဆိတ်သွားပါအောင်ရင် ။သမီးရဲ့အမေတို့အခုချက်ချင်းအဖအိမ်ကိုသွားမှဖြစ်မယ်။အဖအရောက်နေမကောင်းဖြစ်နေရဲ့တဲ့။သွားရအောင်သမီး။အမေတို့အခုပဲသွားကြမယ်။အဲလိုပြောပြီးတော့မိရွှေစားကလေးမာလီယာသူ့ရဲ့သမီးနဲ့အတူအမေအိမ်ကိုသွားလိုက်ပါအောင်ရယ်။မိရွှေစားကလေးမာလီယာအိမ်ကနေသွားလိုက်တဲ့အချိန်မှာပဲအောင်ကြီးကန်နဲ့အေးအေးကြီးကန်မာလီတို့ကမိရွှေရဲ့အိမ်ကိုအပိုင်သိမ်းလိုက်ပါအောင်ရယ်။ကုအောင်ရီအခုတော့ရှင်ဘာမှစိတ်ပူကြမလို့တော့အစားစာလည်းရသွားတယ်လို့အိမ်လည်းရသွားပြီ ခုကျမကိုဘာမှမကောင်းမပြောနဲ့ရောနော်။ဝါးဝါးအေးအေးမင်းရဲ့အကြံအရောက်ပိုက်တာပဲ။မီးရွှေစားကလေးမှကိုရိုင်းနောက်သူ့အိမ်ကိုထားပြီးထွက်ပြေးသွားတယ်။အဲဒီနောက်မှာတော့မီးရွှေစားကလေးမလေးရဲ့အိမ်ကိုသူတို့နှစ်ယောက်ကအပိုင်စီပြီးနေထိုင်လိုက်ကြပါအောင်ရယ်။သမီးလေးမီးရွှေဒီလောက်ရာသီဥတော်အေးနေရတာ။သမီးရအိမ်ကိုဘာလာလောက်တာလဲ။လာသမီးမြန်မြန်လေးဆောင်းထဲမှာလာထိုင်လိုက်။ဒီကိုပြန်တန်းလာခဲ့ရအေးနေမှာပေါ့။ အဲဒီနောက်မှာတော့အဖွားဖြစ်သူကသူ့ရဲ့မြေးမလေးကိုစောင်းနေကိုခေါ်ထဲလိုက်ပြီးတော့လက်ဖက်ကြီးဖြောထားလိုက်ပါဟောင်းရယ်။တမီးလေးမိရွှေတမီးလေးစောင်းနေမှာလားထိုင်လေတမီးလေးတအားအိနေရောပေါ့။အမေရေတမီးလေးအမေစီကနေစားတစောင်ရလာခဲ့တယ်။အမေကအရင်အချိန်ကြီးစိုးနေရဆိုလို့လေပြီးတော့တမီးတို့နဲ့တွေ့ကျင်နေလို့ရေးထားသိရယ်လေ။တမီးရယ်တရားရောက်ကစနောက်ပြီးရေးလိုက်တာဖြစ်ပါမယ်။ဒါပေမဲ့လည်းဘာမှမဖြစ်ပါဘူး။အနည်းဆုံးတော့တမီးတို့တွေ့ခွင့်ရသွားတာပေါ့။ ကောင်းပါပြီမိတ်ဒါဆိုသမီးတို့လည်းသွားတော့မယ်အမေလည်းခရူးစားအောင်နော်ယူသွားပြီလားအခုမှလာရလေအခုသွားမယ့်အကြောင်းပြောနေရလားရန်အနေငယ်လောက်တော့နေပါအောင်လားဗာလေသမီးကအမေတည်တော့မယ်ဆိုတော့မှနေဖို့လာမှာလားအဲ့လိုနဲ့ပဲမိရွှေရဲ့အမေကမိရွှေကိုရန်အနေငယ်နေဖို့အတွက်တားလိုက်ပါအောင်တယ်အဲ့ချိန်မှာကြီးကန်းတဲ့ကြီးကန်းမလေးတို့ကတော့မိရွှေရဲ့အိမ်မှာအေးအေးဆေးဆေးစိတ်နဲ့နေထိုင်ကြတော့တာပေါ့အဲ့လိုနဲ့ပဲရန်အနေငယ်ကုန်းဆုံးသွားပါအောင်တယ် မိရွှေစားကလေးမလေးကလည်းသူ့ရဲ့အိမ်ကိုပြန်ရောက်လာတော့တာပေါ့မိရွှေကသူ့ရဲ့အိမ်မှာအအောင်နဲ့အေးအေးကိုကြည့်ပြီးတော့အံ့ဩသွားပါအောင်တယ်ကိုအောင်နဲ့အမအေးအမတို့နှစ်ယောက်ညီမလေးရဲ့အိမ်မှာဘာလာလို့နေရလဲစားကလေးမလေးအမတို့ကကိုယ့်အိမ်မှာကိုမနေဘယ်မှာသွားနေရမှာလဲဒါငါရဲ့အိမ်လေဒီကနေထွက်သွားလိုက်တော့ဒီအကကျမရဲ့အိမ်မှာအမတို့ကပဲကျမရဲ့အိမ်မှာနေနေကြမှာမဟုတ်လားသွားလိုက်ကြပါတော့ဒီဘွားမှာတော့မဖြစ်နိုင်တော့နောက်ဘွားရောက်မှပဲလာပြောလိုက်တော့ အဲလိုပြောပြီးတော့မိရွှေစားကလေးမလေးကိုအိမ်မွားနေမောင်းထုတ်လိုက်ပြီးတကားပိတ်လိုက်ပါအောင်ရင်မိရွှေစားကလေးမလေးကလည်းတဖြည်းဖြည်းနဲ့သူတို့ရဲ့အကြံစီတွေကိုနားလေသွားပါအောင်ရင်သူတို့ကအမေတို့တစ္ဆာဖောက်ခရာပဲအခုဘလို့လောက်ကြမလဲသမီးကိုခေါ်ပြီးတော့ဘယ်လိုသွားရတော့မလဲအဲလိုပြောပြီးတော့မိရွှေစားကလေးမလေးကငိုရင်းနဲ့ခိုးရဲ့အိမ်ကိုရောက်လာပါအောင်ရင်နောက်တော့သူ့ရဲ့သမီးလေးမိလီကိုခဏတာအိမ်မှာထားခဲ့ဖို့အတွက်ပြောလိုက်ပါအောင်ရင်အကိုကြီး ညီမရဲ့သမီးလေးကိုခဏလောက်အခုရဲ့အိမ်မှာထားခဲ့လို့ရမလားညီမတော်ရရနေထင်းတွေကောက်ပြီးတော့အိမ်လေးတိမ်စောက်ချင်လို့ပါမဟုတ်ဘူးညီမလေးညီမလေးအိမ်အသေးစောက်ချင်မလို့ပါဘူးအခုခုပဲညီမလေးနဲ့အတူလိုက်ခဲ့ပြီးတော့အဲ့ဒီကြီးကန်တွေသင်ကန်းစာပေးပေးမယ်မလုပ်ပါနဲ့အခုရဲ့အဲ့ဒီကြီးကန်တွေကအယောင်ဆိုတာအခုသားသူတို့အဒီတမအိမ်ရနေမောက်ထုတ်လိုက်ရင်တီချာပေါ့အခုလက်စားချေလိမ့်မယ်ညီမလေးကြောင့်အခုဒုက္ခရောက်မှာညီမလေးမလို့လား အဲလိုပြောပြီးတော့မိရွှေစားကလေးမလေးကတောင်ပေါ်ကနေထင်းတွေကောက်ပြီးကြိုးစားရှုံးကန်ရင်အိမ်လေးတင်ဆောက်လိုက်ပါအောင်ရင်တွေ့လားတွေ့လားကိုအားမိရွှေကအရောက်အလုပ်ကြိုးစားတာနောက်ထပ်အိမ်တိန်တော့ဆောက်လို့ပြီးသွားပြီအဲလိုနဲ့ပဲရက်တွေကကုံဆုံသွားပါအောင်ရင်ကျင်းကတ်တွေအားလုံးကကိုစီကိုစီသူတို့ရဲ့အိမ်ကိုပြုပြင်ကြပါအောင်ရင်ဒါပေမဲ့အောင်နဲ့အေးအေးကြီးကန်းမလေးတို့ကတော့သူတို့ရဲ့အိမ်ကိုဂရုမစိုက်ပါဘူးသူတို့ရဲ့အိမ်ကယွရင်းလာပြီးတော့ တရက်ကြတော့ပြိုပြီးတော့ပျက်စီးသွားပါတော့တယ်။အောင်နဲ့အေးတို့ကကျင်းငက်တွေ အားလုံးစီကနေအကူအညီထပ်တောင်းကြတာပေါ့။ဒါပေမဲ့ဘသူကမှသူတို့ကိုမကူညီခဲ့ပါဘူး။အေးငါတို့ကမိရွှေရဲ့အိမ်ကိုလူယူခဲ့လို့အခုငါတို့ဘသူကမှမကူညီချင်ကြဘူး။ခုတော့တညဟလုံးအေးတဲ့မှာပဲနေတရတော့မင်းနဲ့တူပါတယ်။အဲလိုနဲ့ပဲကြီးကဲလီများနေအောင်လုံးကတညလုံးအေးတဲ့မှာဖြတ်တန်းရင်သူတို့ရဲ့လောက်ရက်တွေရဲ့အဖြစ်တွေကိုခံယူလိုက်ရပါအောင်။ မိရွှေစာကလေးမလေးကတော့သူ့ရဲ့သမီးနဲ့အတူအိမ်အစ်စ်လေးမှာပျော့ပျော့ရွှင်ရွှင်နဲ့နေထိုင်သွားပါအောင်တယ်။ကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကာတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like กัน subscribe လေးလုပ်ထားပြီးတော့ပုံမြင်အစ်စ်တွေတိုင်းသိရှိနိုင်လေဘေးလနိုတီခလာလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရဲ့နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။